တအန်းတက်မတော် DNLA သိမ်းယူထားတဲ့နောင်ချိုမြို့ကိုပြန်သိမ်းဖို့စစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတာမှာနောင်ချိုမြို့ပေါ်နဲ့လေးမိုင်ကျော်လောက်ပဲဝေးတော့တဲ့မြက်ချင်းနူရွာနဲ့နောင်ဩရွာအထိဂျွန်လ30ရက်မှာပြန်သိမ်းယူလာနိုင်ပြီလို့ဒေသခံတွေစီကသိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေကမြက်ချင်းနူရွာနဲ့နောင်ဩရွာတို့မှာ TNLA နဲ့စစ်တပ်ကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအခုတော့ TNLA ကအဲ့ဒီရွာတွေကိုလက်လွတ်ပေးလိုက်ရတာဖြစ်ပါတယ်။ဒါကိုနောင်ချိုမြို့ကန်တအူးကလည်း People Spring ကိုအတီးပြုတ်ထားပါတယ်။ မြက်ချင်းနုနဲ့နောင်အောင်ရွာတို့ဟာရွာချင်းကရက်ရှိပြီးတောင်ခမ်း၊ကံကြီး၊နောင်ချိုလမ်းပိုင်းပေါ်မှာတည်ရှိတာဖြစ်ပါတယ်။နောင်ချိုမြို့ကိုတိမ့်ပိုက်ထိန်းကျုပ်ထားတဲ့တအန်းတမတော် TNLA ကတော့မနေ့ကတိုက်ပွဲအခြေအနေကိုသတင်းမထုတ်ပြန်သေးပါဘူး။ TNLA ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးက TNLA အနေနဲ့နောင်ချိုမြို့ကိုပြန်ပေးမှာမဟုတ်ပဲအပြစ်ရက်ကြေညာထားတာကြောင့်ခုခံတိုက်ခိုက်တာပဲရှိပြီးတံပြန်ထိုးစစ်စင်တာမရှိဘူးလို့ဂျွန်လာ26ရက်က People Spring ကိုပြောထားတာရှိပါတယ်။ DNLA အပါအဝင်မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကစကိုင်းငလင်ကြီးဘေးကြောင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ဂျွန်လကုံအထိတစ်ဖက်သက်အပြစ်ရက်တယ်လို့ကြေညာထားပါတယ်။ပြီးခဲ့တဲ့ဂျွန်လစံပိုင်းကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာလည်း DNLA ပြောရေးဆိုခွင့်ရှိသူကစစ်တပ်ကထိုးစစ်ဆင်လာပေမဲ့ပြည်သူတွေမစိုးရိမ်ကြဘို့ DNLA ကစစ်ဗျူဟာအတိုင်းလုပ်နေတာလို့ဖြေကြားခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်ရဲ့ထိုးစစ်ကမြို့နယ်တစ်ဖြည်းဖြည်းနှီးလာပြီးလေကြောင်းပစ်ကူအများအပြားသုံးတဲ့အပြင် မြေပြင်ကနေလည်းအင်အားထောင်ချီသုံးထိုးစစ်ဆင်နေတာလို့ဓနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA တာဝန်ရှိသူကပြောပါတယ်ဒါကိုတော်လှန်ရေးတပ်တွေကခုခံနေတယ်လို့ DPLA တာဝန်ရှိသူကဂျွန်လ25ရက်မှာ ပြောခဲ့တာဖြစ်ပါတယ်စစ်တပ်ရဲ့ထိုးစစ်ကို TNLA DPLA နဲ့မဟာမိတ်တွေကခုခံတိုက်ခိုက်နေတာလို့သိရပါတယ်စစ်ကောင်စီတပ်ဟာဆုံးရှုံးထားတဲ့ရှမ်းပြည်မြောက်ပိုင်းကိုပြန်ရဖို့အတွက်ပြီးခဲ့တဲ့လပိုင်းတွေကလေးကနောင်ချိုပြုတ်စီကိုစစ်ကြောင်း၃ကြောင်းနဲ့အပြင်းထန်ထိုးစစ်ဆင်နေလို့တိုက်ပွဲတွေ ၄၀ပြင်ထန်နေပါရှင်။